္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။တရက်လောက်ခကျတတောင်းရရှိဖို့တောင်းဆိုဆန္ဒပြနေကြတဲ့ True Green Cozy စက်ယုံကအလုသမားတွေဟာရှစ်တောင်ကျန်တဲ့ညှိနှိုင်းကအဆင်ပြေသွားပြီလို့အဲ့ဒီစက်ယုံနဲ့နှိဆက်သူတွေစီကနေသိရပါဗျ။ရွှေပြည်သားမျိုးနွယ်မှာရှိတဲ့ True Green စက်ယုံအလုသမားတွေကလက်ရှိတရက်လောက်ခဟာ6800ကျပ်အစားတထောင်ကျပ်ပေးဖို့နဲ့ရက်မှန်ကြီးကို85ရက်ပြည့်ရင်1500ကျပ် နောက်15ရက်ပြည့်ရင်15000ကျပ်ဖြတ်ဖို့ကိုလုပ်ငန်းခွင်မဝင်ပဲတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအလုပ်သမားတွေအနေနဲ့မေလ20ရက်နေ့ကနေစတင်ပြီးတောင်းဆိုခဲ့ကြတာဖြစ်ပြီး၄ရက်အကြာမှာရန်ကုန်တိုင်းပေါင်းဆက်အဖွဲ့ရဲ့ညှိနှိုင်းပေးတဲ့တရက်လောက်ခ8000ကျပ်နဲ့နှစ်ဖက်သဘောတူညီမှုရရှိသွားတယ်လို့အလုပ်သမားတွေဘက်ကကူညီပေးနေသူတယောက်ကပြောပါရယ်။နှစ်ဖက်သဘောတူညီချက်အရအလို့ရှင်ကအရင်ပေးချေတဲ့တရက်လောက်ခ4800ကျပ်နဲ့ထောက်ပံ့ကြေး2000ကျပ်အစား နောက်ထပ်ထောက်ပံ့ကြေး1000ကျပ်နဲ့အလုတ်တက်ကြေး200ကျပ်စုစုပေါင်း8000ကျပ်ပေးမယ်ဆိုတာကိုအလုတ်သမားတွေကလက်ခံလိုက်တာဖြစ်ပါတယ်ရှင်။မင်းကင်းနဲ့မင်းစုရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တာကြောင့်မွေးကင်းစကလေးတယောက်ပါဝင် ပြည်သူ၁၁ယောက်သေဆုံးပြီး၁၃ယောက်ပြင်းထန်ဒဏ်ရရှိခဲ့ပါတယ်။တုဒ္ဒချန္တာသတင်းပေးပို့ထားတာပါရှင်။ မေလ23ရက်နေ့မွန်လွယ်ပိုင်းမှာစကိုင်းတိုင်းမင်းကြီးမြို့နယ်မင်းစုရွာကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်တာကြောင့်ဝေကင်းစားကလေးပါဝင်ပြည်သူ17ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စကိုင်းငလင်ပြီးဧပြီလဇန်ကလေးကမင်းကြီးနယ်နဲ့ကဏီနယ်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်ခဲ့ပြီးခုတစ်ချိန်တိုက်ခိုက်မှုကတော့တစ်ချိန်ထဲမှာထိခိုက်သေဆုံးသူအများဆုံးဖြစ်ခဲ့တာပါအပြင်းထန်တဲ့3ယောက်တော့တေဆုံးက7ယောက်မွေးကျစားကလာဒါလေးတယောက်ကတော့အလောင်းကောက်များလိုက်ဘူးเนาะအသားပဲပုံစားလေးအသားပဲရတယ် ဆန္ဒရေးဆယ်ဟောက်ကတော့အလောင်းရတယ်နော်။ဆယ်ဟောက်ကတော့မီးလောင်ပြဖြစ်သွားတယ်ကောနော်။မင်းစုကပဲအကုန်လုံးကတော့ဒေတာမင်းစုကပဲနော်။မင်းစုတရော်တယ်ပဲဖြစ်ရနော်။တင်ကြီးကဆယ်လုံးဝင်းကျင်ကြော်လို့ရှိနေတယ်။သူကမြေပြင်မှာကကျင်းွက်ကတော့တော်တော်များများပြည့်ရတယ်။အသေးလေးရောကောနော်။ကျင်းွက်ကြည့်ရတော့နှလုံးမတည်ဘူး။ပေါင်900ဆက်တာဘုံချစ်ကိုများတယ်လို့ကျွန်တော်တို့ယူဆတယ်။ဒါပြည့်ဆိုဟုံးတယ်နီ၊ဖန်တယ်နီတောင်မှတခါလဲခပ်ပြတ်ဆက်တာဆိုတော့ မေလ23ရက်နေ့ကမင်းစုရွာနဲ့နှစ်မိုင်ကျော်အကွာအဝေးမှာရှိတဲ့မုံရွာရာကြီးကားလမ်းပေါ်ကပြူစောတိအခြေဆိုင်မုံဦးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးနောက်မင်းစုရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ဒေသခံတွေကပြောပါဗျာကျွန်တော်တို့ဒါတော့လိမ်လို့မရပါဘူးခိခိဖြစ်သွားတယ်လမ်းပေါ်မှာပေါ့မှကျူရာသေးမှာပေါ့မူရာရာကြီးကလန်းပြီးမှတိုက်ပွဲဖြစ်ပြီးမှဆန်လေးနဲ့လာဖြစ်သွားတော့ကျွန်တော်မှကျော်တော်လောက်မှတိုက်ပွဲဖြစ်တာတော့ရှိရဲ့မြို့နယ်ပတ်ကပ်ဖတ်ဥတာဝန်ခံရဲ့ spray နဲ့ပေါ့မှဆိုင်နေတယ် စစ်ကောင်စီတပ်ကမေလ6ရက်နေ့ကနေ31ရက်နေ့ထိအပြည့်ရစဲကြောင်းကြေညာထားပေမဲ့လက်တွေ့မြေပြင်မှာတော့နေမြေချင်းချုပ်ရေးအတွက်နီလန်းဆောင်အုံပြုပြီးစကိုင်းတိုင်းကမြို့နယ်တွေကိုတိုက်ခိုက်နေတာပါ GBB ရဲ့မှတ်တမ်းတွေအရစကိုင်းငလင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေမေလ22ရက်နေ့အထိစစ်ကောင်စီကနိုင်ငံတော်မှလေကြောင်းတိုက်ခိုက်မှု944ကြိမ်ပြုလုပ်ခဲ့ပြီးကလေးငယ်တွေအပါအဝင် ပြည်သူ906ဦးထပ်မံတည်ဆုံးခဲ့ပါတယ်။ကျွန်တော်တုဒ္ဒချန်သာပါ။ အသွင်ကူပြောင်းရေးဆိုင်ရာတရားမျှတမှုအသိပညာပေးဗီဒီယိုနဲ့တေးသချင်းမိတ်ဆက်ပွဲကိုမေလ23ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာ Asia Justice and Rights အာဂျာကပြုလုပ်ခဲ့ပါတယ်။အသွင်ကူပြောင်းရေးဆိုင်ရာတရားမျှတမှုအသိပညာပေးဗီဒီယိုကတော့ရုပ်ရှင်သရုပ်ဆောင်ဒေါင်းကအသွင်ကူပြောင်းရေးဆိုင်ရာတရားမျှတမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှင်းပြထားတာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုကတော့မြန်မာနိုင်ငံမှာတရားမျှတမှုကိုအမြင့်တွေအောင်ဘလို့တိဆောက်ကြမလဲဆိုတာကိုမြန်မာလူထုအနေနဲ့သင်ယူနိုင်ဖို့နဲ့မေးခွန်းထုတ်နိုင်ဖို့စတင်ခြင်းဖြစ်တယ်လို့အာဂျာရဲ့ဥက္ကဋ္ဌလည်းဖြစ်တွဲဖက်တီထောင်သူလည်းဖြစ်တဲ့ Patrick Burgess ကပြောပါရယ်ဒီပွဲမှာအသိပညာပေးဗီဒီယိုနဲ့မန္တလေးလို့အမည်ရတဲ့တချင်းဗီဒီယိုပြသခဲ့ပြီးအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုအကြောင်းအရာတွေကိုလည်းဆွေးနွေးခဲ့ကြပါရယ် Patrick Bagress ကိုရိုင်းရေးသားထားတဲ့မန္တလေးတချင်းအပါအဝင်တချင်းဖျော်ဖြေမှုတွေကိုလည်းနားဆင်ကြရပါတယ်။မန္တလေးလို့အမည်ရတဲ့တချင်းကတော့မြန်မာနိုင်ငံကနိုင်ငံရေးအကျဉ်းသားတွေရဲ့ဇလန်းတွေကိုပုံဖော်ရေးဆက်ထားတာပါရှင်။ DVV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်မကတော့ဝမ်ဒီပါ။